ယူကရိန်းနဲ့စစ်ရေးကူညီတွေဆက်ပေးမယ်လို့နေတိုးဖွဲ့ကြီးကဆုံးဖြတ်လိုက်ပြီးရုရှားနဲ့ထိတ်တက်တွေ့ဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။နေတိုးနိုင်ငံကြီးဝန်ကြီးတွေဟာဗရက်ဆဲမှာတွေ့ဆုံခဲ့ပြီးယူကရိန်းအတွက်စစ်ရေးကူညီပေးတွေဆက်ပေးမယ်လို့ထပ်မံတည်ပြပါတယ်။မေဂန်ဦးဆောင်နေတဲ့ယူကရိန်းနိုင်ငံအစီအစဉ်ကိုတော့ကြိုးစားပါတယ်လို့ယူကရိန်းဒီနဲ့ပတ်သက်ပြီးတော့နေတိုတေမှုချုပ်မက်ဒရူတာကပြောပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ဒီစီစဉ်ကဘယ်လိုမျိုးလာမလဲဆိုတာအာမမခံနိုင်ဘူးဆိုပါတယ်။ ပရိပကကိုဖြည့်ရှင်မှုအတွက်ရည်ကြည်ပြီးအမေရိကန်ရဲ့ကြိုးပမ်းမှုကိုထောက်ခံပေမဲ့ဆွေးနွေးပွဲတွေဆက်လုပ်နေချိန်မှာယူကရိန်းပေါ်စီးရီးကွန်ကြီးတွေပြင်မဲ့ဂရီကူကို နေတိုးဖွဲ့အနေနဲ့ဘက်တော့မှရှင်းရမှာမဟုတ်လို့မက်ရိုတာကပြောပါတယ်။ရုရှားပေါ်ဖိအားပို့မှုပေးဖို့လိုအပ်ကြောင်းသူကပြောခဲ့ပြီးနိုင်ငံတွေအနေနဲ့ယူကရိန်းအတွက်အမေရိကန်လက်နက်တွေဝယ်ယူခွင့်ပြုတဲ့အစီအစဉ်တစ်ခုကိုနေတိုးကအရှိန်မြှင့်သွားမယ်လို့ဆိုပါတယ်။ နေတိုးဖို့မဟုတ်တဲ့ဩစတြေးလျနဲ့နယူးဇီလန်တို့လည်းကြိုးပမ်းမှုမှာပါဝင်မယ်လို့ပြောပါတယ်။နေတိုးနိုင်ငံသားရဲ့ဝင်ကြီးတွေတွေ့ဆုံဆုံးလုပ်ပွဲမှာယူကရိန်းနိုင်ငံသားရဲ့ဝင်ကြီးအန်ဒရီစီဗီယာလည်းတက်ရောက်ခဲ့ပြီးတော့ငင်းကြင်းကြိုးပမ်းမှုဖြစ်ပေါ်တိုးတက်မှုတွေကိုရှင်းလင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာရုရှားကတော့ဇဒိုက်တိုက်ခိုက်နေပြီးတတိယကပဲပိုခရော့ကိုသိမ်းလိုက်ပြီးဖြစ်ပါတယ်။ဒီတော်ရင်ဘရိတ်ကန်ထူးတဲ့နာမည်မစ္စတာစတီဗစ်ကိုဟာယူကရိန်းမျိုးသားလူကြီးကောင်စီဂျီဂန်ဦးစတာဦးမာရောနဲ့မိုင်ယာမီမှာတွေ့ဆုံဆွေးနွေးပါတယ်။ အင်္ဂါနေ့ကမော်စကိုမှာရုရှားသမ္မတပူတင်နဲ့စတီဗ်ဝစ်ကော့တို့၅နာရီကြာတွေ့ဆုံပြီးနောက်စတီဗ်ဝစ်ကော့ဟာယူကရိန်းနဲ့ထပ်မံတွေ့ဆုံတာပါပူတင်နဲ့တွေ့ဆုံဆွေးနွေးမှုကမအောင်မြင်ခဲ့ဘူးလို့လည်းသိရပါတယ်ဒီဆွေးနွေးပွဲမှာအမေရိကန်သမ္မတထရန့်ရဲ့သမတ်ဂျက်ကက်ရှနာလည်းတက်ရောက်ခဲ့ပြီးဆွေးနွေးပွဲဟာကြိုးကြောင်းစီလျော်စွာနဲ့ကောင်းမွန်တယ်လို့ထရန့်ကပြောပေမဲ့ဘာဖြစ်မယ်ဆိုတာကိုတော့တက်အပ်ပြောဖို့စောသေးတယ်ဆိုပါတယ်သမ္မတထရန့်လွတ်တဲ့ကိုယ်စားလှယ်တွေထက်သမ္မတထရန့်နဲ့ပဲတိုက်ရိုက်တွေ့ဆုံကျင်တယ်ဆိုပြီးရုရှားသမ္မတပူတင်ကပြောထားတာဖြစ်ပါတယ် ရုရှားသမ္မတပူတင်ကတော့ဥရောပဖွဲ့နိုင်ငံရေးအားလုံးကိုတော်တော်လေးကိုအမြတ်ဒေါသထွက်နေပြီးတော့ပြင်းပြင်းထန်ထန်ချင်းချောက်ပါတယ်ဒီကအဖြစ်ဥရောပမဟာမိတ်နိုင်ငံတွေအားလုံးပေါင်းတဲ့နေတို့ဖွဲ့နဲ့ရုရှားတို့ထိတ်တိုက်တွေ့နေတာဖြစ်ပါတယ်ဥရောပနဲ့စစ်ပွဲဆင်နွှဲဖို့အသင့်ရှိုံသာမကဆစ်ဖြစ်ပြီးနောက်ငင်းကြေးမိနိုင်စုနေစရာဘာအကြောင်းမှမရှိဘူးလို့လဲပူတင်ကသတိပေးခဲ့တာအားလုံးသိဖြစ်မှာပါစင်ရစီယံကဥရောပအနေနဲ့ရုရှားနဲ့ထိတ်တဲရင်ဆိုင်မှုရောတကယ်ပဲအသိရှိနေပြီလား ရုရှားဟာဥရောပအရှိပိုင်း၄၀နှစ်မှာအကြီးစားဆေးပြပေါ်တွင်နဲ့ဆေးလေ့ကျင့်မှုတွေလုံဆောင်နေပေမဲ့ယူကရိန်းစစ်ကကြာရှည်လာတဲ့အတွက်ရုရှားစစ်တပ်ကလည်းအားနည်းလာတာအမှန်တရားပြ။ဒါပေမဲ့ဒါဟာဥရောပမှာအကြီးဆုံးစစ်တပ်ဖြစ်တော့ဆက်ရှိနေသေးပါလေ။ခေတ်သစ်စစ်ဘုတ်ကိုဆင်နွှဲနိုင်စွာရုရှားမှာရှိနေပါသေးတယ်။ဥရောပအနေနဲ့ရုရှားနဲ့စစ်ဖြစ်ရင်အနာရရှိဖို့အတွက်ကတော့ပြောရမယ်ဆိုရင်တေချာမှုတော့မရှိပါဘူး။ ရုရှားကယူကရိန်းစစ်မြေမှာဆုံးရှုံးမှုကြီးမားနေပြီမဲ့စစ်ပွဲကာလတွင်အများအပြားတပ်ဖွဲ့ဝင်ဦးရေ1.3တန်းထိတိုးလာပါတယ်။ဒီရတွက်ဥရောပတိုင်းမှာလက်ရှိစစ်တပ်မှန်သမျှထက်တားလွန်ပါတယ်။ပူတင်ဟာစစ်ပွဲကြောင့်2022ကစပြီးစစ်အာဏာကိုတုံးစားတိုးချဲ့နိုင်မဲ့ဥပဒေကိုတည်ပြုခွင့်ရပါတယ်။ သူတရားရုရှားစစ်တပ်အားတရုတ်ပြည်ကဘာဒုတိယအကြီးဆုံးစစ်တပ်ဖြစ်တည်ဆောက်ဖို့မျှော်မှန်းထားပြီးတော့အမြဲတမ်းတဖုံဦးရေကိုတပန်းခွဲရဲတဖုံဦးရေကိုနှိမ့်တမ38ထန်းတန်းတီရည်မှန်းဖို့ကြီးမားထားပါတယ်။ဒါအပြင်နောက်ကွယ်မှာတရုတ်နဲ့မြောက်ကိုရီးယားကလည်းပူတင်ဘက်ကဝန်းရံမှုအသိရှိနေတဲ့အတွက်ကြောင့်ဥရောပကစိုးရိမ်စရာရှိလာတယ်အမှန်တရားပဲဖြစ်ပါတယ်။ဥရောပဟာနေဆက်ချင်းချင်းမှုနဲ့အမေရိကန်စိုးရိမ်ကသူတို့အတွက်ငွေကြေးကုန်ကြခံမှုတုံ့ဆိုင်နေမှုကြောင့်သာမိမိရဲ့ကာကွယ်ရေးအားနည်းချက်ကိုခုမှသဘောပေါက်လာတာပါ။ စီးရဲသုံးစိအများစုကလည်းစီးရဲခင်နောက်ပိုင်းကြာဆင်းသွားပါတယ်။ဒါကြောင့်ဥရောပရဲ့အဓိကအင်အားကစီးလုံးညီဟုပဲဖြစ်နေပါတယ်။နေတိုးဖွဲ့ဟာမြန်မာတဖွဲ့အင်အားပေါင်း3.14တန်း၊အရန်တဖွဲ့2.9တန်း၊စုစုပေါင်း7.59တန်း၈ကိုတန်းစုစည်းနိုင်ပါတယ်။နေတိုးမှာတင်ကားစီးရဲ14000ရှိပြီးလေရင်စီးရဲပေါင်း2000ကျော်ရှိပါတယ်။ရုရှားကလက်ရှိမှာအရန်တဖွဲ့2တန်းခန့်ကိုထုတ်လွှင့်နိုင်ပြီးစုစုပေါင်းစစ်အင်အား3.32တန်းရှိပါတယ်။ ရုရှားမှာတင်ကားစီး12000ရှိပြီးလေယာဉ်စီး4000လောက်ရှိပါတယ်နှစ်ဖက်လုံးကလူပိယလက်နက်တွေပိုင်ဆိုင်ထားပါတယ်နေတော့အမေရိကန်အင်အားပေါ်အလွန်မီးမှီခွန်နေကြောင်းထရက်ပြောဆိုချက်ကလည်းမှန်ကန်ပါတယ်အဲဒီအခြေအနေကိုပြည်ပြည်ချင်းကြီးနေပါတယ်လို့နေတိုးဖွဲ့ဝင်နိုင်ငံတွေကပြောပါတယ်။တကယ်လို့အမေရိကန်မပါဘဲနဲ့နေတိုးနေကြီးပဲဆိုရင်တော့ရုရှားကိုနိုင်ဖို့ကမလွယ်ကူပါဘူး။မဟာမိတ်ဖွဲ့ဝင်နိုင်ငံတွေစုစုပေါင်းကာကွယ်ရေး30ဟာ2025မှာ ဒေါ်လာဒသမ5ထရီလီယံထိရောက်ရှိဖို့မျှော်လင့်ပေမဲ့အမေရိကန်ဟာအဲ့ဒီပမာဏနဲ့ဒေါ်လာဘီလီယံ980ကိုတုံးပြမဲ့အနေထားပါရုရှားနဲ့စပယ်မှာအမေရိကန်ကဥရောပနဲ့ပူးပေါင်းပေါင်ခဲ့ခြင်းသာမရှိတော့ရုရှားရဲ့နှစ်စဉ်ကာကွယ်ရေးသုံးစိတ်ဒေါ်လာ145ဘီလီယံကိုအမိလိုက်ဖို့အခု NATO အဖွဲ့အနေနဲ့ဒေါ်လာ68ဘီလီယံခန့်တုံးပြမှာပါစလနက်ပစ္စည်းတွေဝယ်ယူသုံးဆနိုင်စွမ်းရလဲရုရှားရဲ့ပုံစိတ်ဟာဒေါ်လာဘီလီယံ460ထိရှိနိုင်ပါတယ်။ဥရောပမှာရှိတဲ့လက်ရှိ ဒီကိစ္စတွေဟာပြည်ထနာတရေဖြစ်နိုင်ပြီးတသမတ်ထဲရှိနေတဲ့ရုရှားမှာတော့ကျွန်တော်ပြည်ထနာတွေမရှိပါဘူးလူထောက်ကမှုကရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘသူကအစတဲ့တိုက်ခိုက်လဲဆိုတဲ့ပုံမူတည်ပါတယ်ရုရှားဟာတပ်ဖွဲ့ဝင်တွေကိုစီယုံထားပြီးသားဖြစ်ပေမဲ့ဥရောပဒီမိုကရေစီနိုင်ငံတွေဟာဆန္ဒအလျောက်စစ်မှုထမ်းမဲ့သူတွေကိုရှာဖွေရမှာပိုခက်ခဲနိုင်ပါတယ်စစ်ပွဲသာဖြစ်ရင်ပြင်သစ်အနေနဲ့မိမိရဲ့ရည်သွေးတွေကိုအဆုံးရှုံးခံဖို့ကြိုတင်ပြင်ဆင်ထားမှာဖြစ်ကြောင်းနဲ့ စီးပွားရေးထိခိုက်မှုတွေရှိလာတဲ့ကြောင့်ပြည်သက်ပုံစံကြီးတို့ကပြောကြခဲ့တော့ပြီးခဲ့တဲ့လမှာအော့အောင်းနေဖြစ်ခဲ့ပါသေးတယ်။ပြည်ထောင်စုကြီးချုပ်ဟောင်းရီရှိစုနက်ကလည်းစစ်မှုထမ်းဦးရဲ့တည်ရတာကြာစင်းနေချိန်2024မှာနိုင်ငံတော်စစ်မှုထမ်းအစီအစဉ်ကိုဆိုပြုခဲ့ရာလူထုထောက်ခံမှုနှုန်းတော်တော်လေးကြာစင်းသွားပါလေ။အရေးကြီးဆုံးချက်ကစစ်ပွဲဆင်နွှဲရမယ့်လူငယ်တွေကဒီအစီအစဉ်ကိုအများဆုံးကန့်ကွက်တာပါ။ဥရောပမှာဘယ်သူမှစစ်မတိုက်ချင်ပါဘူး။ကွန်ဂရက်စ်အများပြတဲ့အခြားပြဿနာတစ်ခုဖြစ်ပါလေ။ ။နိုင်ငံကနေစွန့်ရဲစင်းလုံးတွေမြင့်တက်ခြင်းကြောင့်ဥရောပစီးပွားရေးလုပ်ငန်းတွေဟာနလန်ထူအောင်မနည်းလုပ်နေရပါလေ။စွန့်ရဲစင်းလုံးမြင့်တက်မှုကယူကရိန်းစစ်ပွဲနဲ့လည်းဆက်ဆက်နေပါလေ။နေကိုလေးလာတဲ့စီးပွားရေးဟာလည်းစီးရေးစီးရုံးမှုကြောင့်ယာယီကောင်းမွန်လာနေပေမဲ့ရေရှည်ပရိပကဟာကုန်တော်ရေးကိုထိခိုက်စေပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေအဟန္တာဖြစ်စေနိုင်ပါလေ။ရုရှားကခရိုင်းမီးယားကိုသိမ်းခဲ့တဲ့2014နဲ့ယူကရိန်းကိုကျူးကျော်တဲ့2022ကြာမှာငွေကြေးနဲ့ဗန်ဒါယီမူဝါဒကိုအားကောင်းခံအောင်လုပ်ဆောင်ဖို့စစ်စစ်နဲ့တခုနီးပါအချိန်နီးပါရခဲ့ပါတယ်။ဒါကြောင့် ယူကရိန်းသမ္မတဇလန်စကီကကြောက်နေတာပါအခုရုရှားလိုလာတဲ့နိုင်ငံတွေကိုပေးလိုက်နောက်ဆက်နေကြမှာရုရှားကယူကရိန်းတနိုင်ငံလုံးကိုသိမ်းသွားလိမ့်မယ်လို့ဇလန်စကီကထောက်ပြဝေဖန်ခဲ့တာပဲဖြစ်ပါတယ်ယူကရိန်းပြစ်ခတ်ရေးစည်းရေးဟာယူကရိန်းတသမကပဲဥရောပတိုက်အတွက်လည်းတော်တော်လေးကိုရေးကြည့်နေပါတယ်ဥရောပဟာယူကရိန်းဆိုတဲ့ဝန်ထမ်းဘိုးကိုအချိန်ကြာကြီးမထမ်းနိုင်တော့ပါဘူးဒါကြောင့်ပြင်းထန်တဲ့မက်ခရွန်ဟာတရုတ်ကိုရောက်နေတဲ့အချိန်မှာယူကရိန်းပြစ်ခတ်ရေးစည်းရေးအတွက်တရုတ်သမ္မတကူညီပေးပါဆိုပြီးတိုက်တွန်းပါတယ် ဒီကအပြည့်ပြောရင်တော့ရုရှားကိုပြောနေတာတကပောက်မှာတရုတ်တနိုင်ငံနဲ့ရှိတယ်လို့မက်ခွန်ကယုံကြည်ထားပါတယ်။ကုန်သွယ်ရေးကိစ္စတွေလည်းဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။ဥရောပကသမဂ္ဂကတရုတ်ပေါ်ကုန်သွယ်ရေးစနစ်တင်ကြဖို့ပြင်ဆင်ချိန်မှာပြည်နှင်းသမဂ္ဂကစီးပွားလုပ်ငန်းရှင်များပြောက်ဥဆောင်ပြီးတရုတ်နဲ့စီးပွားရေးဆက်ဆံမှုခိုင်မာအောင်ကြိုးစားနေတာပါ။တရုတ်လျှက်စစ်ကားတွေကိုဥရောပကခွန်တိုးကောက်ဖို့လုပ်နေတယ်လို့တရုတ်ဘက်ကလည်းပြင်သစ်ရဲ့အရက်တင်မှုကိုစုံစမ်းစစ်ဆေးနေတဲ့ကုန်သွယ်ရေးတင်မှောက်မှုတွေကြားမှာဒီခီးစဉ်ထွက်နေတာပါ။ လက်ရှိတရုတ်ဘက်ကတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့တတော်လေးရှိပေမဲ့ရုရှားရဲ့ကြိုးစားစစ်ကိုလည်းပြစ်တင်ရှုတ်ချခြင်းမရှိပါဘူး။ယူကရိန်းစစ်ပွဲပြခရဲ့ဆဲရရှိအောင်ရုရှားကိုဖိအားပေးပြီးပါဆိုပြီးသမ္မတရှိကိုလည်းမက်ခရွန်ကတိုက်တွန်းခဲ့ပါတယ်။ဒါပြောမယ်ဆိုရင်ပြည်သူ့သမ္မတမက်ခရွန်ကိုတစ်ဖက်လဲနဲ့ဇီလန်စကီကတရုတ်သမ္မတရှိချင်းဖြစ်ကို ရုရှားကိုရအောင်ပြောပြပါဆိုပြီးအကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စစ်ပွဲပြီးဖို့ကအားလုံးအတွက်အရေးကြီးလို့အပ်နေတဲ့အရာပဲဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်ကတော့ပူတင်အနေနဲ့ယူကရိန်းစစ်ပွဲအဆုံးသတ်လို့တာမိမိတွေ့ရတယ်ဆိုပြီးပြောပါတယ်။သူကယူကရိန်းစစ်ပွဲပြီးဆုံးစေလိုပါတယ်လို့ဒေါ်နယ်ထရန့်ကအင်ဖီတော်မှာသတင်းတောက်တွေကိုပြောပါတယ်။သူဆိုတာပူတင်ကိုယဉ်ညွန့်ပြောတာပါ။မော်စကိုကပူတင်နဲ့ဆွေးနွေးမှုလုပ်ခဲ့တဲ့ကိုယ်စားလှယ်တွေနဲ့မိမိနဲ့လည်းဖုံးပြခဲ့တယ်လို့ဒေါ်နယ်ထရန့်ကဆိုပါတယ်။ ယူကရိန်းပြည်ကဆုံးသက်ရေးသဘောတူညီရမှာရုရှားကအလုံးမင်းဆန္ဒပြပြနေပြီးမော်စကိုဆွေးနွေးမှုတွေဟာလည်းကောင်းမွန်တဲ့တွေ့ဆုံမှုဖြစ်ပါတယ်လို့ထရန့်ကဆိုပါတယ်ပိုင်းနဲ့မြန်မာ့ဝန်နဲ့ယူကရိန်းရဲ့နေတိုးဖုံဖြေပေါ်ကိစ္စရတဲ့ပေါ်ဘယ်ပေးယူမှုမှသဘောတူကြတာမရှိပါဘူးလို့ရုရှားသမ္မတရောကပြောပါတယ်။ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပတိုက်ရဲ့အဆိုးအဝါဆုံးပြိပကဖြစ်တဲ့ယူကရိန်းစစ်ပွဲဆုံးတဲ့ညီကြိုင်းစီမံချက်နဲ့ပတ်သက်လို့အင်ဖြူတော်ကအကောင်းမြင်ထားပါတယ်။ရုရှားတပ်တွေရဲ့ပြည်သူမျိုးကနေမြေသိမ်းပိုက်မှုတွေကြောင့် ဆွေးနွေးမှုကိုပုံဖော်လာခဲ့တယ်လို့ဆွေးနွေးမှုမှာပေါင်းခဲ့တဲ့ပူတင်ရဲ့နိုင်ငံသားရေးမူဝါဒအကြံပေးဖို့ကိုရီဥရှိကောကပြောပါတယ်။ပြီးခဲ့တဲ့တရင်ပတ်တွင်ရုရှားစစ်တပ်ရဲ့စစ်မြေပြင်အောင်မှုကဆွေးနွေးမှုတွေကိုတက်ရောက်စေပါတယ်လို့ပြောပါတယ်။သမားထွန်းကအဲ့ဒီလိုမျိုးအကောင်းမြင်ပေမဲ့တစ်ဖက်ကဥရောပသမဂ္ဂကနေပြီးတော့သူတို့ထိန်းသိမ်းထားတဲ့ရုရှားရဲ့ငွေကြေးတွေကိုယူကရိန်းကိုလွှဲပြောင်းပေးနေတဲ့ပတ်သက်ပြီးတော့ရုရှားကအပြင်းထန်ကန့်ကွက်နေတာဖြစ်ပါလေ။ အမေရိကန်အနေနဲ့ဒီကိစ္စကိုတားမြစ်ပေးဖို့ဆိုပြီးရုရှားကတောင်းဆိုပါတယ်။ဒါအပြင်ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုအဲ့ဒီလိုမျိုးယူကရိန်းကိုလွှဲပြောင်းပေးနေတဲ့ EU ရဲ့လုပ်ရဟာခိုးတာပဲဆိုပြီးတော့ရုရှားလူကြိုးကောင်စီဒီမိုကရက်ဒီမီထီမက်ဗီဒက်က EU ကိုတတိပေးပါတယ်။ဥရောပသမဂ္ဂဟာရုရှားပိုင်ဆိုင်မှုတွေကိုခိုးယူထားတာမှကယူကရိန်းကိုစစ်အောင်ခြေဖြစ်ပေးဖို့စီစဉ်နေတာဟာတရားနဲ့မဝင်တဲ့လက္ခဏာစရာမရှိဘူးလို့ရုရှားလူကြိုးကောင်စီဒီမိုကရက်ဒီမီထီမက်ဗီဒက်ကဆိုပါတယ်။ ရုရှားပိုင်ဆိုင်မှုတွေကိုရောကြီးချင်းလို့ဆိုပြီးယူကရိန်းကိုပေးမယ်ဆိုရင်တော့နိုင်ငံတကာဥပဒေအရရုရှားပေါ်ရန်လူလက်စစ်ပွဲဆင်နွှဲလာလို့ကျွန်တော်ယူဆနိုင်ကြောင်းမဗီဒက်ကဆိုပါတယ်။ယူကရိန်းကိုရောကြီးချင်းလို့ဖြစ်ပေးလို့စီရင်ဆောင်ရတဲ့ဥယျာဖော်ဝင်နိုင်ငံတိုင်းနဲ့ဒီကိစ္စဟာသက်ဆိုင်နေပြီဆိုပါတယ်။ဒါကြောင့်သမ္မတပူတင်ဟာ EU ကိုတိုက်ဖို့ပြောနေတာဆိုပြီးမဗီဒက်ကပြောပါတယ်။ ရုရှားပိုင်ဆိုင်မှုတွေကိုတရားဥပဒေပြန်ပေးရတာမျိုးမဟုတ်ပဲရုရှားပေါ်စစ်ရှုံးနေတဲ့နိုင်ငံတွေကစစ်အကြေပြန်ပေးရတာမျိုးအခြေအနေနဲ့ရင်ဆိုင်ရနိုင်တယ်ဆိုပြီးဒီမီထရီမေဗီတက်ကတော့ဥရောပသမဂ္ဂကိုချိန်ချောက်ထားပါတယ်အဲဒီလိုမျိုးစစ်ပွဲအတွက်အသင့်ရှိနေပြီးဥရောပကိုတိုက်ဖို့အခြေမေးပဲလို့ပြောလာတဲ့ပူတင်ရဲ့ပြောဆိုချက်ကိုလည်းဖြစ်တဲ့ကအပြင်းထန်တက်မြန်ပါလေရုရှားကဥရောပနဲ့စစ်တိုက်လို့ခြင်းမရှိမဲ့လိုအပ်ရင်စီးရဲအတွက်လည်းအစီအမံပဲဆိုတော့ပူတင်ရဲ့ပြောဆိုချက်ဟာ ငင်းကြိုင်းကိုလေးနံထားတဲ့ခေါင်းဆောင်တယောက်စီကနေထွက်ပေါ်လာတဲ့နောက်ထပ်ပေါ်တော်စကားပဲဆိုပြီးပြတင်ကဖော်ပြလိုက်ပါတယ်။ပြတင်ဝင်ကြိုးပြောရေးဆိုခွင့်ရှိသူကခုလိုပြောလိုက်တာဖြစ်ပြီးတော့ဘရက်ဆင်မှာတော့ယူကရိန်းနဲ့ကောက်ကွေးဆင်ကိစ္စတွေဆွေးနွေးဖို့ပြတင်ပါဝင်နေတိုးနိုင်ငံခြားရေးဝန်ကြီးတွေဆွေးနွေးနေပါတယ်။မော်စကိုမှာတော့အမေရိကန်ကိုယ်စားလှယ်နဲ့တွေ့ဆုံပြီးနောက်ရုရှားသမ္မတပူတင်ကယူကရိန်းငင်းကြိုင်းရေးအတွက်အမေရိကန်ရဲ့ဆိုပြချက်အလုံးကိုပယ်ချခဲ့တယ်ဆိုတဲ့ယူဆပြောဆိုချက်အမှားရကြောင်ခရမလင်ကဆိုပါတယ်။ပူတင်ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဒီမီထရီပက်စကော့ကတော့ ်မေဂန်ရဲ့စီဇန်တွေကတချို့ကိုလက်ခံနိုင်တယ်ပြောရမယ်တခြားအပိုင်းတွေကိုလက်မခံနိုင်ကြရတဲ့ရှိပါတယ်လက်မခံနိုင်တဲ့အပိုင်းတွေကိုလည်းကျွန်တော်တို့လက်မခံပါဘူးအဲလိုလက်မခံဖို့လည်းကျွန်တော်တို့မှာဘာဖြစ်အမှမရှိပါဘူးကျွန်တော်တို့ကတော့လုံးစရာရှိတာကိုဆက်လုပ်မှာပဲဆိုပြီးတော့ဒီမီထရီဘက်စကော့ကပြောသားပါတယ်တကယ်တော့ဒီလိုမျိုးရုရှားနဲ့ငင်းချင်းရေးတွဲဆုံဆွေးနွေးဖို့အတွက်အဓိကအရေးပေါ်လိုအပ်နေတာယူကရိန်းပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ယူကရိန်းကိုယ်စားလှယ်ဖွဲ့အမေရိကန်ကရဝန်ရှိသူတွေနဲ့မာယာယူမှာမတွေ့မီရုရှားကစလိုဗီယန်ဆိုတဲ့မျိုးကိုပုံကျဲတိုက်ခိုက်ပြလိုက်ပါလေ။ဒါကပြောရရင်တော့ရုရှားရဲ့ထိုးစစ်ကတဖြည်းဖြည်းနဲ့ပြင်းထန်လာတဲ့သဘောတွေပါ။ဒါကြောင့်ယူကရိန်းပြည်သူတွေအတွက်အဓိကအရေးကြီးနေတာငြိမ်းချမ်းရေးဖြစ်ပါတယ်။ဥရောပကောင်စီဩဂရအာဒူဆူလာမနာလီယန်ကယူကရိန်းပြည်သူတွေရဲ့စွန့်လွတ်အနစ်နာခံမှုကိုဘယ်တော့မှဘယ်သူမှမရှင်းနိုင်ဘူးဆိုတာကျွန်တော်တို့အားလုံးသိပါတယ်တဲ့။ဒါမဲ့ကျွန်တော်တို့ကသူတို့ကို အတက်နိုင်ဆုံးကုညီထောက်ပံ့ပေးရမှာပါလို့ဆိုပါတယ်ပူတင်ရဲ့လုံမှုအတွက်စစ်ပွဲကုန်ကြစေဒီကိုလည်းဥရောပသမဂ္ဂကယူကရိန်းကိုထပ်ပြီးတော့တိုးမြင့်ပေးဖို့အတွက်လိုအပ်နေပြီဆိုပြီးအာဆလာဘူနာလီယန်ကပြောပါတယ်ဒီလိုဆိုရင်ဒီခုစစ်ပွဲဖြစ်နေတာကယူကရိန်းကိုနောက်ွယ်ကနေ EU ကတိုက်ခိုင်းနေတယ်လို့ဖြစ်နေပြီလို့ပူတင်ကပြန်လည်ဆွဆွဲပါတယ်လို့ဒီမှာတော့ယူကရိန်းကတော့အမေရိကန်နဲ့မယားမီမှာဆွတ်နေမယ်လို့ဆိုပါတယ် ီဆွေးနွေးပွဲမှာတော့ဘယ်သူတွေပါမလဲဆိုတာမသိရသေးပါဘူးအခုချိန်မှာကဘာကြီးကစစ်ပွဲကိုဆုံးသတ်ဖို့ခွင်လန်းစစ်မှန်တွေရှိနေတယ်လို့ကျွန်တော်ရှင်းလင်းခန်းစားပါတယ်လို့ဇလန်စကီကပြောပါတယ်ဒါမဲ့ဆွေးနွေးပွဲတွေကိုရုရှားဘော်ဖိအားပေးမှုနဲ့ကြောထောင်းနောက်ခံပြုရမယ်လို့လည်းသူကဆိုပါတယ်ရိုက်ကာဆိုပြီးတော့ညီငယ်သဘောတူညီချက်မူကြဟာရုရှားရဲ့တောင်းဆိုချက်ပေါ်အလုံးအမင်းအသားပေးထားရရောက်တဲ့အတွက်လဲစိုးရိမ်နေတယ်လို့ဆိုပါတယ် နောက်မော်စကိုမှာအမေရိကန်ရုရှားဆွေးနွေးပွဲတွေလည်းကျင်းပခဲ့ပါတယ်။အမေရိကန်ဆိုပြီးချောကလက်ခံနိုင်စရာရှိပေမဲ့နောက်ထပ်ဆွေးနွေးပွဲလိုအပ်နေပါတယ်လို့ရုရှားဘက်ကပြောထားပြီးတခြားဆိုပြီးချောကတော့သမ္မတပူတင်ကပုံမှန်လင်ဝေဖန်ထားပါတယ်။နှစ်ဖက်ကြားကွဲလွဲမှုတွေကိုအသေးစိတ်ဖော်ပြမထားပေမဲ့မော်စကိုနဲ့ကိပ်ကြားမှာအနည်းဆုံးအဓိကအငင်းပွားစရာအချက်နှစ်ချက်ရှိပါတယ်။ဒါကတော့ရုရှားတပ်ဖွဲ့တွေကသူတို့တင်ထားတဲ့ယူကရိန်းနဲ့မြေကန်ဂျမာနဲ့ယူကရိန်းအတွက်လုံခြုံရေးအာမခံချက်ဖြစ်တယ်လို့အကဲခတ်တွေကပြောပါလေ တကယ်လို့သာယူကရိန်းအတွက်လုံခြုံရေးအာမခံချက်မရှိဘူးဆိုရင်အလကားပဲလို့ပြောပါတယ်။ဘာဖြစ်လို့လဲ။ယူကရိန်းအတွက်သာလုံခြုံရေးအာမခံချက်မရှိဘူးဆိုရင်ပူတင်ကငင်းကြဲယူထားတဲ့နောက်ထပ်သူတတ်ချင်တိုက်နိုင်မယ်သဘောဖြစ်ပါတယ်။အဲဒီတော့ယူကရိန်းနိုင်ငံအတွက်လုံခြုံရေးအာမခံချက်တွေပေးဖို့ကအရေးပေါ်လိုအပ်နေတာဖြစ်ပါတယ်။ဒါကြောင့်ဥရောပသမဂ္ဂဖွဲ့နိုင်ငံတကာနိုင်ငံဖြစ်တဲ့အက်စလိုနီးယားက ယူကရိန်းကိုသူတို့ရဲ့လုံခြုံရေးအာမခံချက်တွေပေးမယ်ငင်းချင်းတပ်ဖွဲ့တစ်ခုမှပါဝင်နေဆိုရင်တော့တပ်ဖွဲ့တွေဆီလုပ်ပေးမယ်ဆိုပြီးပြောလာပါတယ်။အက်စတိုနီးယားရဲ့ယက်တီချက်ကရှင်းတယ်ယူကရိန်းရဲ့ယက်တီချက်နဲ့အနာဂတ်က NATO ဖွဲ့ဝင်ဖြစ်လာမှာဖြစ်ပေမဲ့ခုချက်ချင်းတော့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့အမေရိကန်နဲ့တူလုံခြုံရေးအာမခံချက်ပေးဖို့ဆန္ဒရှိတဲ့ညွန်ပေါင်းဖွဲ့အနေနဲ့ဆုံးဖြတ်ရမှာပါ။ ဆိုလိုတာကဥရောပကဒီကိစ္စတွေမှာပါဝင်ရမှာပါယူကရိန်းမှာငင်းချင်းကိုထိမ့်သိမ်းထားနိုင်ဖို့ဆိုရင်တော့ဥရောပကိုလည်းလုံခြုံအောင်လုပ်နေတာကိုကျွန်တော်တို့နားလည်ရမယ်ဆိုပြီးတော့အက်စတိုရီးယားနိုင်ငံကနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်နေတိုးနိုင်ငံခြားရေးဝန်ကြီးတွေဟာမဟာမိတ်အဖွဲ့ရဲ့ဦးစားပေးကိစ္စတွေနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေအထူးသဖြင့်ယူကရိန်းစစ်ပွဲကိုဆွနစ်ဖို့ ဘရက်ဆဲမှာစုဝေးနေပါတယ်။စီးရီးကိုတက်လာတဲ့လက်ဘီယာနိုင်ငံခြားရေးဝန်ကြီးကစစ်ပွဲမှာအနိုင်မရခဲ့တဲ့ရလဒ်တွေကိုငြိမ်းချမ်းရေးဆွေးနွေးပွဲကတစ်ဆင့်ပြန်ရယူဖို့ညွှန်လင်းလို့မရတော့ဘူးလို့ဆိုပါတယ်။နော်ဝေးနိုင်ငံခြားရေးဝန်ကြီးကလည်းအမေရိကန်ကဝယ်ယူထားတဲ့လက်နက်တွေနဲ့ယူကရိန်းကိုထောက်ပံ့ပေးဖို့ NATO စစ်စင်ကတစ်ဆင့်ယူကရိန်းအတွက်လက်နက်တွေဝယ်ယူဖို့ယူရို900ထပ်ပေးမယ်လို့ကတိပြုထားပါတယ်။တစ်ဖက်မှာလည်းရုရှားရဲ့စစ်ပွဲရေးကိုဖျက်တောက်ဖို့လိုနေတယ်ဆိုပါတယ်။ဒါကြောင့် EU ဖွဲ့တွေကသူတို့ဘက်သူတို့ဆွေးနွေးပြီးတော့ ရုရှားရဲ့ဒံလွတ်တင်မှုကိုအစင်လိုက်လျှော့ချဖို့ EU ခေါ်နိုင်ငံတွေအားလုံးကသဘောတူညီမှုရသွားပြီလို့ဆိုပါတယ်။ရုရှားရဲ့စွမ်းအင်ပေါ်မှီခိုမှုကိုဆွန်းတက်ဖို့ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့2029မှာရုရှားဒံလွတ်တင်မှုကိုအစင်လိုက်လျှော့ချဖို့ဥရောပလွှတ်တော်နဲ့သဘောတူညီကြရတယ်လို့ဥရောပကောင်စီကပြောပါတယ်။ဒါဟာခေတ္တတစ်ခုအစပြုတာပဲ။ဥရောပကရုရှားစီကစွန့်ရင်ပေါ်မှီခိုမှုကနေအပြေအဝလွတ်လပ်ရရတဲ့ခေတ်ပါလို့ EU ကော်မရှင်ဥက္ကဋ္ဌကပြောပါတယ်။သဘော တူနီချက်ထဲမှာရုရှားစစ်ကသဘောတကွင် LNG နဲ့ပိုင်လန်တကွင်တင်သွင်းမှုကိုတရားဝင်စီးနှောင်ထားတဲ့အစစ်စစ်တမ်းမြစ်ချက်တစ်ခုပါဝင်မှာဖြစ်ပြီး2020ကျောင်းနှစ်ကုန်နဲ့2029ဆောင်းရည်ဒီမှာရုရှားစစ်ကတင်သွင်းမှုအပြည့်အဝပိတ်ပင်မှာဖြစ်ပါလေအော်တိုဘာလာဒီရုရှားတကွင်တင်သွင်းမှုဟာ EU ရဲ့စုပေါင်းတကွင်တင်သွင်းမှုရဲ့စနစ်ရကံတော့ရှိပြီး2022မှာယူကရိန်းကိုမကျူးကျော်မီ45ရကံတော့ကျဆင်းသွားတာဖြစ်ပါတယ်ဒါကြောင့်တစ်ဖက်ကပြောရမယ်ဆိုရင်တော့ရုရှားရဲ့ဝင်ငွေကျဆင်းတာပါ ဟန်ဂေရီပြည်သူနဲ့ဘယ်ဂျီယံတို့ကလည်းရုရှားတပ်မတော်ကိုလက်ခံရယူနေစေနိုင်ငံတွေတောင်မှပေါ်ဝင်ပါလေဒီနိုင်ငံတွေကိုရုရှားစီကတောင်းလို့မဝယ်ဘူးဆိုပြီးတော့အမေရိကန်ကအရှင်ကလေးကပြောထားတာပါဒါပေမဲ့အဲ့ဒီနိုင်ငံတွေတော့ဝယ်တာဝယ်နေတော့မဖြစ်ပါလေဖြစ်ချင်တော့ EU ဖွဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့ဟန်ဂေရီကဝန်ကြီးချုပ်ဗီတာအိုဘန်ကရုရှားသမ္မတပူတင်နဲ့အလွန်နီးစပ်တဲ့ဆက်ဆံရေးဖြစ်ပါလေ EU ကဘယ်နိုင်ငံကလည်းပြပြသူကတော့ရုရှားတပ်မတော်တွေကိုအောက်ဆင်းနဲ့ဝယ်နေအောင်ပါပဲဆိုပြီးဗီတာအိုဘန်ကဆိုပါတယ် အခုတော့အဲ့ဒီလိုမျိုးဝယ်နေမယ်ဆိုရင် EU တွေကပါနှုတ်ဖက်ကားမယ်ဆိုတဲ့အခြေအနေဆိုင်လာလို့နောက်ဆုံး EU ဖွဲ့ဝင်နိုင်ငံတွေကရုရှားစီကတငွေမဝယ်ယူဖို့အတွက်သဘောတူအောင်ပဲကိန်းစန့်နေပါတယ်။လက်ရှိမှာယူကရိန်းစစ်ပွဲဆုံးသက်ရေးသဘောတူညှပ်ပေးရဖို့အမေရိကန်ကတော့ညှော်လင့်နေတယ်လို့အမေရိကန်နိုင်ငံဂျာယီဝန်ကြီးမာကိုရီယိုကပြောပါတယ်။ဒါကငြိမ်းချမ်းသဘောတူညှချက်အကြောင်းကြီးမဟုတ်ဘူး။ယူကရိန်းကိုအချုပ်ချအာဏာပိုင်လွတ်လပ်ပြီးတော့ကျော်ဝချမ်းသာစေမယ့်လက်ညှိုးတစ်ခုဖန်တီးပေးဖို့ပါ။ ဒါကြောင့်ဒီနေ့မှာပိုပြီးပိုတက်မှုရှိလာမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်လို့မာကော်ဗီယိုဟာဖလော်ရီဒါပြည်နယ်ဟာလန်ဒေးမှာဆွေးနွေးပွဲတွေကျင်းပခြင်းပြောပါတယ်။မိုင်ယာမီမှာအမေရိကန်ရာရှိတဲ့နဲ့ယူကရိန်းကိုစတဲ့အဖွဲ့အစည်းအစင်းမြင့်တွေ့ဆုံမှုတရပြီးမှာအမေရိကန်သမ္မတထရန့်ကအကောင်းမြင်မှုကိုဖော်ပြခဲ့ပြီးယူကရိန်းစစ်ပွဲဆုံးသတ်ဖို့အခွင့်အလမ်းကောင်းရှိတယ်လို့ပြောပါတယ်။ဆွေးနွေးပွဲတွေကောင်းကောင်းလည်ပတ်နေပါတယ်လို့ထရန့်က Air Force ဝန်ပေါ်မှာသတင်းတောက်တွေကိုပြောပါတယ်။ ကျွန်တော်တို့သဘောတူညီချက်ခုရောက်နိုင်စရာရှိတယ်လို့လည်းထင်ကြောင်းပြောပါတယ်။ဘရကန်နိုင်ငံရဲ့ဝန်ကြီးကတော့ညင်ကျင်းစနုဘကိုဖြတ်စည်းလွှတ်တယ်လို့ယူဆပြီးတဲ့နောက်ထရိုင်ယမ်ချက်တွေထွက်ပေါ်ခဲ့ပြီးဘယ်သဘောတူညီချက်မှမဆိုရုရှားဟာအဓိကခံကဏ္ဍကနေပါအားလိမ့်မယ်ဆိုပြီးအလေးပေးပြောပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ကစစ်ပွဲတွေရပ်ဆိုင်းဖို့ကြိုးစားပေမဲ့လည်းကမ္ဘာကြီးရဲ့သဘောတူညီချက်အရယူကရိန်းရဲ့မဟာမိတ်တွေကတော့ယူကရိန်းကိုထောက်ပံ့နေအောင်မှာဖြစ်ပါတယ် ခုလည်းဥရောပသမဂ္ဂဖွဲ့ဝင်မဟုတ်တဲ့ဩစတြေးလျနိုင်ငံဩစတြေးလျနိုင်ငံကသူတို့ရဲ့အနာပြီးတော့မယ်တက်ခိုင်ဟရင်တွေယူကရိန်းကိုလွှဲပေးဖို့စဉ်းစားနေတယ်လို့သိရပါတယ်။ဒီဟရင်တွေကိုလွှဲပေးဖို့ယူကရိန်းကတောင်းဆိုခဲ့တာပါ။ဝန်ကြီးချုပ်အန်တိုနီအယ်ဘာနီရဲ့ဩစတြေးလျဆိုရကလည်းလေးနဲ့စဉ်းစားနေတယ်လို့ဩစတြေးလျမီဒီယာတွေကဖော်ပြပါတယ်။တကယ်လို့တော့ဩစတြေးလျဘက်ကဒီကိစ္စလက်ခံလိုက်မယ်ဆိုရင်ယူကရိန်းစီနောက်ထပ်ပေးဖို့မယ့်စီးရေးထောက်ပံ့အစီအမံအသစ်တွေမှာအဲ့ဒီရဟရင်တွေလက်လွှဲရေးလက်ပါပါတယ်။ တေဂျာရောင်ကတော့ရုရှားနဲ့အော်စတြေးလျကြားထဲမှာပြဿနာတစ်ခုတက်မှာပါ။အော်စတြေးလျဟာတရုတ်နဲ့ပြဿနာတွေရှိပါတယ်။ရုရှားကတော့အော်စတြေးလျနဲ့အလံဝေးမဲ့တရုတ်ကိုသာမီးစိမ်းပြလိုက်မယ်ဆိုရင်တော့အော်စတြေးလျကိုတရုတ်ကကိုက်လာမှာအမှန်ပဲဖြစ်ပါလိမ့်။ရုရှားနဲ့ယူကရိန်းကြားကစစ်ပွဲဟာ၄နှစ်မီပါကြာမြင့်လာပြီဖြစ်ပြီးတော့အားလုံးသိတဲ့အတိုင်းပဲလိတ်ခဲတက်လက်ဖြစ်နေပါတယ်။အော်စတြေးလျကလည်းတခြားနိုင်ငံတွေနီးတူယူကရိန်းကိုကူညီထောက်ပံ့မှုတွေပေးဖို့ပါတယ်။အော်စတြေးလျကအရင်ကလည်း MRH90 တိုက်ပတ်မျိုးစိုက်ဟိတ်တွေကိုပြီးတိုင်းနာပေးခဲ့ပြီး အဲ့ဒီတော့ကယဟင်းနေထွက်ပြောင်းပေးဖို့ယူကရိန်းရဲ့တောင်းဆိုမှုကိုညင်ခဲ့လို့အတော်လေးဝေဖန်ခံခဲ့ရပါတယ်။ဘာဖြစ်လို့အဲ့ဒီတော့ကညင်ခဲ့တာလဲဆိုတော့ဩစတြေးလျကရုရှားနဲ့ပြည်ထနာမတက်ချင်လို့ပါ။2023ခုနှစ်လလကဆိုရင်တိုင်ဗန်မျိုးစားယဟင်းပြစ်ကြပြီးစစ်မှုထမ်းလေးကိုတည်ဆုံးခဲ့ပါတယ်။အဲ့ဒီတော့ဩစတြေးလျကဝန်ကြီးဌာနကတိုင်ဗန်လေးပြန်တမ်းကိုယာယီဆိုင်ခဲ့ပြီးနောက်အပြီးပိုင်းအနာပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။တိုင်ဗန်လေးဟာဩစတြေးလျရေတပ်နဲ့ကြီးတက်ကအသုံးပြုတဲ့ဗတ်စုံ၃ယဟင်းပြား။ နောက်ပြီးတော့ဘော့ဆွေးကတုံးတဲ့တိုက်ကရဟိန်တွေကတော့တီးသတ်တိုက်ခိုက်ရေးအတွက်တီးဆောက်ထားတဲ့အမျိုးအစားပါဒီဟိန်တွေကိုအရောပလေကြောင်းနေပညာလုပ်ငန်းစုတွေဖြစ်တဲ့ Rocopter နဲ့ Airbus တို့ကထုတ်ခဲ့တာဗျ။ Australia စစ်တပ်ကတိုက်ကားတွေကိုနားပေးပြီး American လို A64E Apache Guardian တိုက်ခိုက်ရေးဟိန်29စီးကိုအစားထိုးဖို့မှာထားပြီးဖြစ်ပါတယ်။နားပြီးတော့ဟိန်တွေကိုလက်လွဲပေးဖို့ကတော့ပြီးခဲ့တဲ့နှစ်မှာ Ukraine က Australia ကိုချင်းကတ်တောင်းဆိုပါတယ်။ ။အော်စတြေးလျကြီးတဲ့ဟာ2004ကစလို့တိုင်ဂါရဟိ22စီသုံးပြနေပြီးတတုတ်ချင်းစီအနာပေးမှုကို2028မှာပြီးမြောက်သလိုရည်ရထားတာဗျ။အော်စတြေးလျကအမေရိကန်ရော MA1 Abram 14စီကို149စီကိုယူကရိန်းကိုထောက်ပံ့ပေးမယ်လို့ပြီးပြပေးမယ်။နထမ်းဆက်လေအော်တိုဘန်နာဘယူကရိန်းတို့ဆက်လက်လက်ပေးဖို့ခြင်းမရှိခဲ့ပါဘူး။နိုဝင်ဘာလကပိုင်းမှာအော်စတြေးလျကာဝေးဦးရီချတ်မာလက်စ်ကယူကရိန်းနဲ့ထပ်မံပို့မယ်ကာဝေးအထောက်ပံ့အစီအမံတည်တဲ့အကြောင်းမကြောင်ခင်ထုတ်ပြန်မယ်လို့ပြောခဲ့ပါတယ်။အော်စတြေးလျဟာယူကရိန်းကို ဒေါ်လာဝါဘတ်ဖက်ဘီလီယံကိုကွန်မြူနတီပေးဖို့ကြိုတင်ကတိပြုထားတာဖြစ်ပါတယ်။ယူကရိန်းသမ္မတဇီလန်စကီကတော့သူ့အနေနဲ့လက်ရှိအချိန်မှာတော့တကမ္ဘာအနှံ့သွားပြီးတော့ယူကရိန်းကိုဝိုင်းဝန်းကူညီပေးကြဖို့အတွက်လိုက်လံတောင်းဆိုနေဦးမှာပဲဖြစ်ပါတယ်။ဒီစပွဲကိုအများဆုံးပြီးစေချင်တာကကျွန်တော်ပါဆိုပြီးတော့ဇီလန်စကီကပြောပါတယ်။တကယ်လို့သာ ဒီစစ်ပွဲသာအငြင်းကြေးရပြီးပြီးတော့မယ်ဆိုရင်တော့စာတွေ့ပါတိုင်းဆိုရင်ဇီလန်စကီအနေနဲ့စစ်ပွဲပြီးပြီး၃လအကြာမှာရှာတို့ကနေနှုတ်ထွက်ရမှာပဲဖြစ်ပါလေဇီလန်စကီကလက်ရှိပြည်သင်းနဲ့လဲတွားတွေ့တယ်ပြည်သမလာကတရုတ်ကိုမတွားခင်တွားတွေ့တယ်တရုတ်ကလည်းတစ်ဖက်နဲ့ကပြောခိုင်းတယ်ဒါကြောင့်ပူတင်ကတည်ငြိမ်နေတဲ့လောက်ဇီလန်စကီကတော့စစ်ပွဲကိုအမြန်ပြီးဖို့တလုံနေပါဒါမဲ့ရုရှားတောင်းဆိုချက်တွေကိုလိုက်ရောတာကြီးပဲလည်းမဖြစ်နိုင်သေးပါဘူးဒါကြောင့် ဇီလန်စကီဟာပြည်တိုင်ဂျာမနီပြင်သစ်ပိုလန်အီတလီနော်ဝေးဖင်လန်ဒိမတ်နယ်သာလန်ကနိုင်ငံခေါင်းဆောင်တွေပါဝင်တခြားဥရောပမိတ်ဖက်ခေါင်းဆောင်တွေအားလုံးနဲ့ဆွေးနွေးနေတာပဲဖြစ်ပါလိမ့်